တပိတ်ချင်းကလည်းကိုလက်ထက်ရောက်ပြီးနောင်ကျော်လည်းကိုလက်ထက်သိမကြခင်မိုးဖို့ပြီးရင်ဟိုဘက်ကကြောက်မဲသေးကြတယ်တက်ကတော့ပြောရင်တော့အဲ့ဒီဟာပြန်ကြည့်လိုက်မြေပုံပြချင်းပါတော့ပုံစံပြဖြစ်သွားလိမ့်မယ်တပိတ်ချင်းမရယာပြောကနောင်ချူကြောက်မဲပြီးရင်တော့ဒီဘက်ဒက်တက်တက်မှာမိုးကိုပတ်ပတ်လဲပြီးအဲ့မိုးကိုကနောက်ဆုံးလာမယ်ကြည့်ရကြောက်တူးတော့မကုန်သေးလို့များစောင့်နေတာမသိဘူးဆိုတော့မိုးကိုလဲတော့နောက်ပြီးလာမယ်ကြောက်မဲလာမယ်အဲ့တော့တက်ကတဖြည်းဖြည်းချင်းတော့နေမီလိုပြန်ပြီးရအောင်သိမ့်ပိုက်နေတယ်ဆိုတော့ပြန်တွေ့ရတယ်ဒါကတော့ပြီးရင်တော့အဲ့ဒီနေမီတွေကလုံးကိုပြည်သူလူထုအေးချမ်းသွားနေလို့ရအောင်ဒီလိုတွေပြန်အပ်နိုင်မယ်လို့ ျွန်တော်တို့ကတအားချမ်းနေနားလေပါတယ်နော်အမျိုးကြီးအားလုံးပဲငလင်ပေးနေမိပေးတယ်မှာများသောကင်ဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျက် reproduction channel ရဲ့ပြန်လည်ကြိုးစားပါရစေ။ဒီလိုရီ reaction မလို့တွားပေးခင်မှာတော့ယနေ့ဇူလိုင်လ2ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တဲ့အတွက်တော်လမ်းမျိုးကြီးအားလုံးပဲအဆုံးနှီးကြည့်ပေးဖို့ဒီညရက်ထမှန်တောင်းဆိုလိုက်ပါရစေ။ဗရာအုပ်စုနေနေကတော့စီကောင်းဆောင်တွေရဲ့၎င်းတို့ရဲ့ကိုယူစည်းပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းပိုက်ထားစီမှာဒီနေ့မှဆိုရင်တော့1633ရက်ရှိပြီဖြစ်ပါရစေ။မနက်ငယ်တော်ကတရက်တာအတွင်းစစ်ကွေးတည်ဆုံးမှုစင်းမှာတော့ ်ဝေးတိုင်းဂံကောမြို့နယ်မှာအကောင်20ဝေးတိုင်းပခုတ်ကူမြို့နယ်မှာတော့6ကောင်ဝေးတိုင်းတောင်ရင်းမြို့နယ်မှာတကောင်နဲ့တော်လိုင်းရဲဘော်တအူးကတော့ကြာဆုံးခဲ့ရပါတယ်။ဝေးတိုင်းရွှေကျင်မြို့နယ်မှာလေးကောင်နဲ့သခိုင်းတိုင်းခန်းနီးမြို့နယ်မှာတအူးလင်းဝင်ရောက်ခဲ့ပြီးဘုံမီနယ်ရင်းမြို့နယ်မှာတော့တော်လိုင်းရဲဘော်တအူးကြာဆုံးခဲ့ရကြောင်းသိရှိရပြီးတော့တရက်တာတွင်စစ်ကောင်စီကစစ်ကွေးတိုက်စုံမှာအနည်းဆုံး52ကောင်ရှိကြောင်းလည်းသိရှိခဲ့ရပါတယ်။ ။နောက်ဆုံးသတင်းပုံအနေနဲ့ကတော့မကွေးတိုင်းတောင်နှင်းကြီးမြို့ထမှာစစ်မှုတန်းကြီးတွေအစမတန်ကောက်ခံနေတဲ့ဝိုးပေါ့ကျေးရွာအုပ်ချုပ်ရေးမှုခင်မောင်လက်ကိုပြစ်ခတ်တိုက်ခိုက်ရမှာနေရာမဲပွဲချင်းပြီးသေးသွားကြောင်းဩနာဝတီပြည်သူ့ကော်မတီတစ်ဖက်ကတာဝန်ရှိသူတွေကဥပြန်ထားပါတယ်။ဒါဟာဩနာ29ရက်နေ့ကတောင်နှင်းကြီးမြို့နယ်ဝိုးပေါ့ကျေးရွာကအုပ်ချုပ်ရေးမှုပြစော်တီကောင်းဆောင်ဘိုကွီးခေါ်ခင်မောင်လက်ကိုတော်လိုင်းအဖွဲ့တွေက၎င်းရဲ့နေအိမ်တွင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာပွဲချင်းပြီးသွားဖြစ်ပါတယ်။အဲတိုက်ခိုက်မှုတွင်မှာတော့အုပ်ချုပ်ရေးမှုခင်မောင်လက်ရဲ့ပြစော်တီတွေကလည်းတော်လိုင်းတဖွဲ့တွေကို ြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့်အွန်လိုင်းရဲဘော်တအူးလည်းဒီမကောင်းစွာဖြင့်ကြာဆုံးခဲ့ရပါတယ်။ဝေးတကောင်တွေလဲလိုက်ရတာတော့မတန်ဘူးလို့ပဲပြောမှာပါ။ဒီဆုံးသွားတဲ့ပြူစောတီကောင်းဆောင်ခင်မောင်လက်ဟာပြည်သူတွေကိုချင်းချောက်ရိုက်နှက်ချင်းနေပြမှုတန်းကြီးတွေကိုလည်း၎င်းအုပ်စုအတွင်းကမဆမတန်ငွေကြီးကောက်ခံကြီးတွေဒီလဲဝါလဲမြောက်ကိုလည်းဒိတ်ဖွင့်ကအဆမတန်ငွေကြီးတောင်းပြီးအသက်ရကြီးရဲ့သူများကိုလည်းရိုက်နှက်နှိမ့်ဆက်တာတွေ၎င်းရဲ့အုပ်စုအတွင်းကြီးရမြောက်ကိုလည်းပြည်သူစီပြူစောတီတင်နှံပေးပြီးပြည်သူစီဖွဲ့စည်းတာတွေ ရွေးကောက်ပွဲဖိမှောက်ရေးအတွက်ကြေးရတွေကိုပီရပိခိုင်းစေတိုင်ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်တင်းလင်းခဲ့ကြအောင်လည်းထုတ်ပြန်ခဲ့ပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့ရန်ကုန်တိုင်းတန်တရာမြို့နယ်ကနိုင်ငံရေးပုံမှန်နဲ့ဖမ်းဆီးထားတဲ့မက်ဆွန်ပွင့်နယ်ကိုရဲများလက်မှတ်ပစ်ခတ်ကဲထုတ်သွားမှုဖြစ်ပွားခဲ့ပြီးပစ်ခတ်မှုကြောင့်လူရဲကိုတဦးတည်ဆုံးပြီးရဲအရာရှိတဦးတန်ရန်ရရှိကြောင်းစစ်ကောင်စီရဲ့တရင်ထုတ်ပြန်ကြမှာတွေ့ရှိရပါတယ်ဒါကတော့လိုင်းတန်တရာမှာအလုံးတည်းအတိုင်းပဲနိုင်ငံရေးပုံမှန်နဲ့ဖန်စီခံရတဲ့မက်ဆွန်ပွင့်နိုင်ကိုရဲတွေလက်ကနေပြီးပစ်ခဲ့ကထုတ်သွားတာဖြစ်ပါတယ် ကယ်ဘရုပ်ရှင်ဆန်ဆန်ပြကက်ကေလိုသွားခြင်းဖြစ်ပါတယ်ဇူလိုင်လ1ရက်နေ့ည9:30မိနစ်ချိန်မှာတိုင်သာယာမြို့နယ်ရှေးပိုင်းရဲစခန်းမှာဂျမ်ဘတ်တိုက်ဖျက်ရေးဥပဒေပုံမှ90ညနဲ့ဖမ်းဆီးခံထားတဲ့မတ်စွန်ပွင့်နိုင်ရေးပေါ်နာမကျန်းဖြစ်ပြီးတိုင်သာယာမြို့နယ်စေးယုံကိုလူရဲုံ2ဦးကခေါ်ဆောင်လာကြောင်းအဲ့လိုခေါ်ဆောင်လာစီမှာပဲတိုင်သာယာမြို့နယ်စစ်မှုဆောင်နှစ်မင်းကြီးမဟာမင်းကောင်လက်ထက်ရောက်မှာတော့လူ2ဦးကလူရဲုံ2ဦးကိုပြစ်ခတ်ခဲ့ပြီး ဖန်စီခံရတဲ့မဆုံပွင့်လိုက်ကိုကေထိုးသွားကြကြောင်သိရှိရပါတယ်မဆုံပွင့်လိုက်ကိုကေထိုးစင်မှာလဲပြစ်ကက်ခံရတဲ့ဒူရဲကိုတူမှတနတ်တန်အဖြစ်သိဆုံးခဲ့ပြီးလူသမီးဒူရဲအုံမှာတော့ပခုံးကြည်ဖောက်ဝင်တန်းရရရှိကြောင်နဲ့ရဲမြရဲ့ဖန်စီမှုကိုခံထားရသော မတ်စုံပွင့်နိုင်ကတော့လွတ်မြောက်သွားကြုံသိရှိရပါတယ်။အိတ်ဖြစ်စင်နဲ့ပတ်သက်ပြီးတော့လိုင်းသာတမျိုးနဲ့လုံးအမှန်နဲ့ညကအဲစင်းစစ်တာတွေလမ်းမြပိတ်ဆို့ပြီးစစ်ဆေးကြီးပြုလုပ်ခဲ့ပြီးလူငယ်တချို့ကိုလည်းဖမ်းဆီးခဲ့ကြောင်းဒေသခံပြည်သူတွေကပြောထားတာသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မြန်မာနိုင်ငံရဲ့နိုင်ငံခြားငွေအဝင်ထွက်စင်းကိုစစ်ကောင်းဆောင်မင်းအောင်နိုင်ကိုတိုင်လက်စင်အမြဲပြစစ်ဆေးကြည့်ရှုနေတဲ့ပြင်မှာနိုင်ငံခြားငွေသုံးစွမှုဆိုင်ရာအဆုံးဖြတ်များကိုလည်း၎င်းကပင်တရရဲ့ကင်တွေကြောင်းသိရှိရပါတယ်။ဒါ2023ခုနှစ်မှာမင်းအောင်နိုင်ခန့်ထားတဲ့နိုင်ငံခြားသုံးွေကြီးကြပ်ကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက အလွယ်သုံးစားမှုနဲ့အခက်တိလိုက်စားမှုတွေကြောင့်ရာထူးမှာဖယ်ရှားခံရပြီးဗိုလ်ချုပ်ကြီးမြတ်ထွန်းကိုနိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဖြစ်စာတို့ခန့်ခဲ့ပြီးတော့ဘိုးမြင့်ထွန်းကိုဖယ်ရှားပြီးနောက်မှာတော့မြန်မာနိုင်ငံမှာနိုင်ငံခြားဝန်ငွေသုံးဆက်မှုကိုနောက်ွယ်ကနေပြီးတော့တောက်လျှောက်ကင်နေတာတော့မယုံနဲ့ဖြစ်တဲ့ဆိုတာလည်းသိရှိရပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ဘကိုးတိုင်းပောက်ခုံးမြို့နယ်မှာတော့ PDF တွေဝင်ရောက်လာမှာကိုစိုးရိမ်လို့ဆိုပြီးတော့စစ်ကောင်စီကပောက်ခုံးအုပ်တွင်းလမ်းကပောက်ခုံးတောင်ကူလမ်းတွေကိုဇက်တိုက်ဖျက်ဆီးနေကြောင်းဒေသခံတွေပြောထားပါတယ်။တော်တော်လေးကိုမှ stand နဲ့ army ဆန်ဆန်ပဲဗျာ။စစ်တပ်ရမှာကြောက်လို့ online တက်တွေလာမဲ့လမ်းတွေကိုဖျက်ဆီးနေရဟဲ့ အဲ့လိုပဲဒူလိုင်နဲ့တရက်နေမှာလည်းနက်နက်ဆက်တနာချိန်မှာပေါက်ခုံးမြို့နယ်ပေါက်ခုံးအုတ်တွင်းလမ်းပိုင်းစမ်းသုံးကျွရနဲ့ကျိုကုန်းကျွရရောက်ရမှရှိတဲ့လမ်းနေရာကိုစစ်တပ်ကဖျက်ဆီးခဲ့ဆိုတဲ့သိရှိရပါတယ်။အဲ့ဒီဖျက်ထားတော့ဒေသပြည်သူတွေချမ်းမာရေးပညာရေးအစားအသောက်နဲ့ကုန်စည်တဲ့ယူအခက်ခဲတွေ့နေရပါတယ်လို့လေဒေသတွင်းအမိကပြောထားပါတယ်။အကိုတိုင်းပေါက်ခုံးမြို့နယ်မှာတော့စစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များအကြစစ်ရေးကျင်းမာနေပြီးစစ်တပ်ဟာမြို့ပေါ်နေရာမှာလွယ်ပြီးကျန်တဲ့နေရာအလုံးကိုစိုးမိုးနိုင်နေမှုမရှိတာကြောင့်မြို့ပေါ်ကိုလာမဲ့လမ်းတွေကုန်လုံးကိုလေစစ်တပ်ကဖျက်ဆီးနေကြောင်းသိရှိရပါတယ်။အတော်လေးကမှခေါင်းကောင်းနဲ့မင်းအောင်နဲ့တကြီးပါဗျာ။စစ်တပ်ရမှာ မနိုင်မှန်းသိလဲသိရောကြီးသမားလမ်းနေလိုက်ဖြက်နေရတယ်ဗျာနောက်ထပ်သတင်းပုံအနေနဲ့ကတော့ NUG ဆိုရကိုအတိအမှတ်ပြုချီတွေဆက်ဆံနေတဲ့တီမောနိုင်ငံကိုအာဆီယံဖွဲ့ဝင်ဖြစ်ခွင့်မပေးရန်တကောင်းဆောင်မင်းအောင်နိုင်ကအာဆီယံဥက္ကဋ္ဌထံကိုတာပို့ခဲ့တာကိုသိရှိရပါတယ်ကဲမင်းအောင်နိုင်တကောင်ကတော့ရောင်းမနေလုံနေပြီမင်းဟိုမဖြစ်အောင်ပြည်သူတွေကတောင်းဆိုနေတာမင်းရဲ့ပြန်ပြီးမဖြစ်အောင်တောင်းဆိုနေရဲ့အိမ်ဆောင်ခွေးရအင်ရှင်ကိုပြန်ကြိုက်နေတဲ့ပုံစံဖြစ်နေပြီမိုးသားညိုရေးဆိုရကိုအတိအမှတ်ပြုချီတွေဆက်ဆံနေတဲ့ဒီမောနိုင်ငံကိုအာဆီယံဖွဲ့ဝင်ဖြစ်ခွင့်မပေးရန် မြန်မာစစ်ကောင်စီကနေအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံထံသို့မင်းအောင်နိုင်လက်မှတ်ရေးထိုး၍စေတုံးထုနှိတ်ကတောင်းကွက်စာပေးပို့လိုက်ကြောင်းသိရှိရပါတယ်မြန်မာစစ်ကောင်စီအားဒီမိုနိုင်ငံကိုအော်တိုဘာလမှာအာဆီယံဖွဲ့အတွင်းသို့ဝင်ရောက်ခွင့်ပေးမိကိုထောက်ခံမိမဟုကြောင်းနဲ့လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကိုစာပေးပို့တရားဝင်ကြောင်းကြားလာခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီမိုနိုင်ငံဟာ NUG နဲ့ပတ်သက်နေတာဖြစ်တဲ့အတွက်လုံးဝကိုအာဆီယံထဲကိုဝင်ကုန်ထောက်ခံမှာမဟုတ်ဘူးလို့လည်းပြည်သူသားရေးပြဖော်ပြထားတာလည်းသိရှိရပါတယ်ဒီမိုနိုင်ငံဟာ အာဆီယံပြည်ညံစာတမ်းမှာပြဋ္ဌာန်းထားတဲ့အတိုင်းနိုင်ငံရဲ့ပြည်တွင်းရေးကိုနိုင်ငံကဝင်ရောက်မဆုဖတ်မှုကိုလိုက်နိုင်ရန်ပြက်ကွက်နေကြောင်းနေပြည်တော်ကအာဆီယံဥက္ကဋ္ဌမလေးရှားထံကိုပြုပို့ခဲ့တဲ့စာမှာလည်းဘောပြထတာတွေ့ရှိရပါတယ်မြန်မာနိုင်ငံနေဖြင့်အာဆီယံဖွဲ့ဝင်နိုင်ငံနဲ့စန့်ကျင်နေတဲ့ဖွဲ့အစည်းများအထူးသဖြင့်မြို့သားညီဝေးဆိုးရ NUG ပေါင်းဝင်လက်ရှိစစ်ကောင်စီကိုစန့်ကျင်နေတဲ့မိသည့်ဖွဲ့စည်းကိုမဆိုတိတွေ့ဆက်ဆံခြင်းမှာရှောင်ကျင်ရန်စစ်ကောင်စီက ထပ်မံတိုက်တွန်းထားပါတယ်။ EPRO ကပေးပို့တဲ့စာမှာတော့ဒီမော့အစိုးရဟာမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်မဆုဖိုက်ရေးမူဝါဒကိုပြောင်းပုံတင်းနေချိုးဖောက်ပါကအာဆီယံဖွဲ့ဝင်ဖြစ်ဒီမော့ကိုဝင်ဝင်ပေးရန်ကဲသွင်းစဉ်းစားမှုကိုပြည့်ပြတ်သားသားပယ်ချဆန့်ကျင်ဖြစ်ကြောင်းလည်းရေးသားထားတာတွေ့ရှိရပါတယ်။ဘလမျိုးတွေအားလုံးပဲဒီပြိုလေးမှတွေ့ရမယ့်ချောင်းရလေးကတော့ရွေးကောက်ပွဲနှီးလာတဲ့နေ့မှာရွေးကောက်ပွဲရဲ့ခဲကတဲ့ဘုံမာရီနဲ့မှာတော့ပြန်နေရတွေ့ရပါတယ်။တော်လိုင်းပြည်သူတွေနေကတော့စိတ်ကိုမဝင်စားတာဖြစ်ပါတယ်။ရွေးကောက်ပွဲပဲလှုပ်လို့ရွေးကောက်ပွဲပဲမလှုပ်လို့ပြင်တန်းရေဒီကောင်တွေအကုန်လုံးကြွမှာတော့အသေးကြပါပဲ။ဒါပါပဲပြောရွေးကောက်ပွဲရဲ့ထဲမှာပါဝင်တိုင်းမှာအဓိက မဲ့ထွက်နေတဲ့တော့ဆန္ဒမင်းဖြစ်ပါတယ်။ဆန္ဒမင်းဆိုတာကတော့အားလုံးသိတဲ့အတိုင်းပဲ NDA ပါတီကိုကိုစားပြီးပြီးရွေးကောက်ပွဲပြိုင်ကိုကျင်းစာစူးစမ်းခဲ့ပေမဲ့လက်ရှိမှာတော့ NDA ပါတီကိုပါဝင်လာခြင်းမရှိသလို NDA ပါတီမပါဝင်လာခြင်းမရှိတဲ့အတွက်တော်တော်လေးကိုမှသိမကောင်းဖြစ်ရဲဆိုပြီးတော့မျက်နှာမှာပြုံးနေတဲ့ပြောနေအောင်တွေးနေရပါတယ်။အန်ဒီပါတီပါတာစင်မကောင်းဖြစ်တဲ့ဆိုရင်တော့ဒီပေါ့ကိုထွက်ပြီးတော့တော်လန်တော်လန်တော်လန်ရင်းနဲ့တော်တဲ့ဝင်ပြီးတော်လန်တခုမဟုတ်တခုလုပ်လိုက်လीမင်းအောင်လိုင်းပေါ်သွားမှာပြီးတော့အန်ဒီပါတီကိုချစ်ပါတယ်လို့ပဲစကပြောနေသေးရတော့ဗျာဘွယ်တန်တွေကပူကျလာပြီးအခု တော်တို့ NLD ပါတီကလည်းမပါတော့ဘူးဆိုတဲ့ပုံစံဖြစ်နေတော့ဒီပါတီကိုတန်းတာတာမျိုးစိတ်ခံစားချက်ပါများရှိတယ်။အော်အခုလိုမျိုးပါတီကပါတီစုံတွေတက်လာတယ်ပေါ့နော်ဒီပွဲမှာနောက်ငကိုတော့ကကိုနဲ့လွှတ်တော်ထဲမှာအတူတူတွေ့ရတဲ့လူတွေကိုတွေ့ရတဲ့အခါမှာကို့ပါတီကိုတတိယလာပေါ့။ကျမလည်းပါတီဝင်တယောက်အအနေနဲ့ဟလာဟိုကျမတို့ပါတီကိုတန်းတာတယ်။ဒါပေမဲ့လည်းမတက်နိုင်ဘူးပေါ့နော်။ဟိုပြက်ချင်တန်းတော့လည်းပြက်သွားရတာပေါ့နော်။ကျမဒီအတွက်လည်းကျမအရင်စိန်ကောင်းဖြစ်တယ်။ အခုဒီစေမကုန်းဖြစ်တယ်ဆိုရုပ်တွေကြည့်ပါဦးဟာစေမကုန်းဖြစ်တယ်ပြောပြီးပြုံးပြီးနေရပဲဘောမနေတာပြီးပြုံးပြုံးနဲ့ဘောမနေပြီးအခုမှလာပြီးစေမကုန်းဖြစ်တယ်ပြောနေအခုဒီရွေးကောက်ပွဲသူကတကယ်လုံးတော့မယ်ဆိုတော့ရက်အတိအကျမတတ်မှတ်ပြီးတကယ်လုံးတော့မယ်ပေါ့နော်အဲ့တော့じゃတော့ဘယ်ခန်းကဏ္ဍမှာပါနိုင်တယ် ျမကလေဟိုပါတီနိုင်ငံရေးကိုပဲကျွန်မစိတ်ဝင်စားတယ်စိတ်အားထက်သန်တယ်နောက်ပြီးတော့ဒီလိုရွေးကောက်ပွဲဝင်ပြီးတော့လွတ်တော်ရဲမှာဆွေးနွေးရတာမျိုးတွေကိုကျွန်မကြိုက်တယ်ဒါပေမဲ့ကျွန်မအခုချိန်ထိကတော့ဟိုပါတီမရွေးရသေးဘူးလေဒါကြောင့်မလို့ကျွန်မဘယ်ပါတီကနေဝင်ရမလဲဆိုတာကျွန်မမသိသေးဘူးဒီပုဂ္ဂလအနေနဲ့ပြန်ရင်လေအမ တခုရှိနေရာတခုရှိပြီးသားအားလုံးလည်းတည်ပြီးသားเนาะဒါပေမဲ့တတိပုဂ္ဂလကိုတော့ကျွန်မမဝင်ချင်ဘူးရှင်ဘာလို့လဲဆိုတော့ဟိုလွတ်တော်တွေရောက်တဲ့ခါကျရင် तू ကဆွေးနွေးရတဲ့ခါမှာအင်အားမရှိဘူးလေအဲ့ဒါကြောင့်မလို့ဟုတ်ကဲ့ခုဟိုဒီနေ့ရဝင်းကြီးချုပ်ကိုယ်တိုင်ပြောသွားတယ်နိုင်သူအကုန်ယူစနစ်နဲ့ချိုးရကူစားယူစနစ်ပြီးရဒီဒီစနစ်ကိုကမှကျွန်မပြည်သူလွတ်တော်ပဲအားတန်တယ်ပြည်သူလွတ်တော်ဆိုရင်တကယ်ရှင်ပြန်ရတာလေတကယ်ရှင်ပြန်ဟိုအမျိုးသားနဲ့တိုင်းမျိုးသားကြတော့ဟိုဒီဟုတ်တယ်ပြည်ရနဲ့သွားမှာ ဟုတ်ကဲ့ဟုတ်ကဲ့အခုဒီဟိုဒီနေ့တော့ဟိုပြီးခဲ့တဲ့ဘတ်တော်ပေါ့နော်ဦးဟန်တာမြင့်ဦးဟန်တာမြင့်ပြောခဲ့တဲ့ကိစ္စလေဒီ လည်းနဲ့ကိုင်းဟောဖြစ်တဲ့လူတွေကပါတီနဲ့မပတ်သက်ဘူးဆိုတဲ့အပေါ်မှာအမြင်သဘောထားဘလို့ရှိတယ်။အော်ဒါကတော့ကျမတို့ပါတီရဲ့မူဝါဒအမှန်ပါပဲ။ကျမတို့ရဲ့ပါတီရဲ့မူဝါဒသည်ငြင်းငြင်းစွာဆေးဆက်ဆွေးနွေးညှိနှိုင်းဖြည့်ရှင်ရေးမူဝါဒပဲဖြစ်တဲ့အပြန်အလှန်လေးစားရမယ်ဆိုတဲ့မူဝါဒရှိပါတယ်။အဲ့တော့ဒီမူဝါဒအတိုင်းပဲကျမတို့ဆက်လက်ယက်တည်နေတယ်။ဒီမူဝါဒကိုပဲကျမတို့ထောက်ခံမယ်။ဟုတ်ကဲ့။သူပြောတဲ့အိဗယ်ကျွန်တော်ကျွန်တော်ကျွန်တော်နားလည်တဲ့လောက်ကတော့ 一百码嘞，一把的又塞比新郎钱嘞，或者新年的突然不中了是包包嘞，都得要子的。 ကျိုးပါဒီကိုယ်စလဲလောင်းနေလည်းရှိတယ်ဒီလိုမျိုးငင်မိအော်အမှန်ပါတယ်လေဟိုကျမတို့ပြည်တွင်းမှာတန်ခဲ့တဲ့လူတွေကသုံးပုံနှစ်ပုံလောက်ရှိပါတယ်ပါတီဝင်နေမှာလေအဲ့တော့အားလုံးကတော့ကိုယ့်ပါတီကိုပြန်လဲရှင်းတန်းချင်တာပေါ့နော်ဒါပေမဲ့ဟိုအချိန်မီမှတ်ပုံမတင်နိုင်တဲ့အတွက်ကျမတို့ပြတ်သွားရတယ်ပေါ့ဟောအဲ့တော့လေဟိုတစ်ချိန်ကြရင်တော့လေကျမတို့ပြန်ပြီးတော့တီထောင်နိုင်မလားပေါ့နော်မတီထောင်နိုင်တော့ရင်လည်းဒါမတတ်နိုင်ဘူးပေါ့လေအဲ့တော့ကျမတို့နေနေကတော့ဟိုဒီဒီလိုမျိုးအခုချိန်ထိကတော့ ိုတန်ရောစင်ရှိပါတယ်။ပြည်သူတွေထောက်ခံတဲ့ပါတီတခုအုပ်ချုပ်နိုင်ခွင့်ရအောင်ပေါ့နော်။ဟိုပြည်သူရောဗာမဲ့စိတ် နေကြတာရှိမလဲ။ဩအခုချိန်ကတကယ်တမ်းဆိုလို့ရှိရင်တော့စစ်တပ်ကအာဏာထိန်းထားတယ်ဆိုတဲ့ဟာကတော့အာဏာ၃ရက်စလုံးကိုချုပ်ကင်ပြီးတော့ဟိုတဦးရရပဲလှုပ်ဆောင်ရတာပေါ့နော်။အဲ့တော့ဒီအာဏာကိုခွဲဝေကျင့်သုံးတဲ့ဟလာဟိုပြည်သူတွေကရွေးချယ်ပေးထားတဲ့လူတွေတက်ရောက်ပြီးတော့ဟိုပြည်သူအစိုးရတရက်ဖြစ်လာဖို့ကိုအားလုံးကမဲပေးဖို့လိုအပ်ပါတယ်လို့ကျွန်မပြောချင်တယ်။မဲပေးပြီးတော့မှန်ကန်တဲ့မဲပေးမှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်နိုင်မှသာလေ။ကျွန်မတို့ကပြည်သူတွေရဲ့ကို စားပြုတဲ့ဆန္ဒတွေအလုံးကိုလွတ်တော်ထဲမှာဆွေးနွေးပေးနိုင်တယ်။ပြည်သူတွေကတင်မြောက်တဲ့လူတစ်ယောက်ကပဲကျမတို့သမရဖြစ်လာနိုင်တယ်ဆိုတာမျိုးပြောချင်တယ်။တရားလုံးကြားတိုင်ပါတယ်ပုံမှန်တွေရောပြောလိုက်ရင်တော့ကြီးကြီးကျယ်ကျယ်ကြီးပါပဲ။ပြည်သူကရွေးချယ်ခဲ့လို့ပဲပြည်သူကရွေးချယ်ခဲ့တဲ့ဆိုရာမေဆုနဲ့သမရယူကိုရတော့ထဲထည့်ထားပြီးတော့ပြည်သူကထက်ရွေးချယ်တော့ခံရင်နေသေးတယ်။မင်းတို့တော့ပြည်သူကရွေးချယ်ပြေးလိမ့်မယ်ဘယ်လိုလဲဆိုတော့နောက်ဘက်ကိုပို့ဖို့အတွက်အေဝေးတောင်းတဲ့ဟန်ထုလင်ပြဿနာမှာတော့အေဝေးတောင်းဟန်ထုလင်ကပြောတဲ့ပုံမှာတော်မျိုးမျိုးကောင်ပေါက်ွေးနေတာဖြစ်ပါတယ်။ဘာလို့ခရိုနီတကောင်ယူထားတာဖြစ်တဲ့အတွက် ရီတကောင်ထီလို့ကျွန်မတို့ကောင်နာနေရလည်းဖြစ်ပါတယ်တို့လောကမှာရှိတယ်မလားမရရင်ဒါကလေးတယောက်ကလေးတယောက်မရရင်မိမဆုံးမှဘာမဆုံးမှအဲ့လိုပြောကြမလားအခုတော့ဥယျင်ကိုဥယျင်ကိုအစိုးရဥယျင်ကိုယူတော့အားနာတယ်အစိုးရဥယျင်ကိုတော့နော်အားနာတယ်ဒါပေမဲ့သူ့သားဟန်ထူးလွင်ဆိုတဲ့ကောင်မရရင်နေဆိုတော့ပေါ်သွားတာမရရင်နေဆိုတော့ပေါ်သွားတာဘလို့ပေါ်ရဲဆိုမအေးတောင်းအားလုံးသိတဲ့မအေးတောင်းမအေးတောင်းလည်းသုံးချောင်းထောင်ထဲမှာပါပါတယ်အတူတူပဲမအေးတောင်းကသူ့ညီမအိမ်အောင်ကြရတဲ့အိမ်အောင်ကြရတဲ့အငယ်ဆုံးဆွေယူ ဆူနေပတ်သက်ပြီးတော့ပြောတာပေါ့ဗျာဆူရအရင်တော့အိမ်မှာတကယ်ကိုဟိုချင်းမကိုင်းချင်းမွေးပြီးတော့လဲမွေးပြီးမလောင်နေရတယ်ပေါ့အဲ့လိုနေရတဲ့ကြောင့်သူကရေးတာစာဖွဲ့ပြီးတာအဲ့ဒါကိုဟိုကဟန်ထူးလင်းကဘာလို့ဘာပြန်ပြောလဲဆိုတော့ဒီဆူရယောက်ျားဟန်ထူးလင်းဘာပြောလဲဆိုတော့အေးညမအရင်တော့ချင်းမွေးပြီးလို့ငါနဲ့တွေ့အမွေးတွေကောင်လောင်ကုန်ပြီဆိုရောပြန်ပြောတာပေါ့နော်အမွေးကောင်လောင်ပြီပေါ့ပြောတာဒါတော့တရားစရာကောင်းနေလေနှစ်လိုခရိုနီနဲ့ယူခိုင်းလိုက်လေတဲ့တခါလဲမဟုတ်နှစ်ခါလဲမဟုတ်တဲ့အဲတခါတွေပြောရတယ်အဲ့လိုမျိုးကြီးဆဲတာဆိုတော့အော်လို့ဒီ ဟန်ထူးလွန်ဆိုတဲ့ကောင်ကကျွန်တော်ပွင့်လိုက်ပြတခါတွေးကြည့်ရင်ရုပ်ကိုယ်တွေကလူယုံမပေါဘူးလူယုံမဟုတ်ရုပ်ကိုယ်တွေကလူယုံပေါတာဥယျာဉ်ကိုတော့အားနာတယ်နော်ဒါပေမဲ့သူ့သားကိုကြည့်ပြီးတော့ဥယျာဉ်ကိုဘယ်လိုများမွေးလဲမသိဘူးဥယျာဉ်ကိုလည်းနေထိုင်နေသားသမီးမကောင်လူမိဘကောင်ဆိုနေထိုင်မိမဆုံးမပါမဆုံးမသားလို့ဆဲခံအောင်ပဲတခါဆိုတော့တကယ်မယိုင်းတာတွေ့ရတယ်ပဲဒီတုံးစုလုံးကမင်းမော်ကောင်လည်းမယိုင်းတာပဲစကားသုံးကောင်ငါးကောင်ပြုတ်သုံးကောင်ကဆဲပြီးသွားပြီဒီဟန်ထူးလွန်လည်းငါးကောင်ပြုတ်အောင်ပြုတ်သုံးကောင်ဆဲမသွားပြီးတော့မယိုင်းရမ်းရတဲ့ကောင်တွေကဒီတုံးစုတွေသွားတူနေတာသွားတွေ့ရတာခင်ဗျားတို့လည်းစဉ်းစားကြည့်ကြအောင်ဒီတုံးစုလုံးက မရရရတဲ့ဗီဇတွေကဗဒေတွေကဘယ်ကနေဘလို့စီးဆက်လာကြလဲကျွန်တော်စဉ်းစားလို့မရဘူးမအေးတောင်းလဲအပြန်တုတ်တာပဲပြန်တီးထိုက်တာအဲ့မအေးတောင်းလဲကိုယ်တိုင်နဲ့ကိုယ်ကပေါ့ဗျာမအေးတောင်းလဲနော်ခံကြပေါ့ခံကြပေါ့ကိုယ်တိုင်နဲ့ကိုယ်ပေါ့ဒါပေမဲ့ throw ဆိုတွေမှာလဲအဲ့လိုလေးတွေရောအထိကိုက်ပွားလေးတွေရှိကြတယ်ဆိုတာလေးတွေတွေ့ကြတွေ့ရတယ်ဒါလေးပြောရင်းနဲ့ကျွန်တော်ဒီနေ့တော့နေပြုတ်ပိတ်ပါတယ်အားလုံးပဲကိုကြီးသားတွေရှိပြန်မင်းတို့ဘက်ကဘောမာတွေမှာရိုင်းအောင်ဆိုတော့ကျွန်တော်ပြောတာပေါ့မင်းတို့ဘောမာတွေရဲ့ဆဲအောင်ပိုင်ပြီးတဲ့ကောင်တွေကတန်းစီနေတဲ့ဟာအစဲလုံးအကြည့်လို့လဲမင်းတို့ရဲ့ဘောမာတကောင်ပြည့်တဲ့ဇော်ဘုံကြီးတကောင်ထဲတော်ရောက်နေပြီလေ ဟာတကယ်လဲခေါ်တယ်ဆိုတကယ်လဲခေါ်တာရွာသားတွေကြောက်တယ်အဲ့တော့စစ်မှုန်းကိစ္စပဲခင်ဗျားတို့ဟိုကောက်တာပတ်စံဘယ်တော့ရလဲတိမ့်တရားပဲတိမ့်တရားပဲကုန်မှာမှတ်လားဆိုတော့ဒါတွေလည်းမမင်းနဲ့မေးတဲ့ကောင်ခေါ်ဖမ်းလိုက်ရမလားအဲ့တော့ဟိုကလာတဲ့သူကကျင်ဆက်လက်သုံးတယ်လက်ထိတ်လက်သုံးတယ်မလုပ်သင့်ဘူးကြာလာရင်ဖြီသူတွေရဲ့စိတ်ခံစားချက်ကခင်ဗျားတို့ဘက်မှာစန့်ကျင်မှုဖြစ်သွားစေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်သတင်းတစ်ခုပေါ့နော်တိကျတဲ့သတင်းတစ်ခုတော့ရရှိခဲ့တယ်ရရှိရတဲ့တစ်ခုမှဝန်တစ်ခုသုံးအများကြီးပါပဲဒီချုပ်သတင်းတွေကကျွန်တော်အတီးပြုတ်ဆောက်နေတယ် နော်တော်တော်ဒီပြုတ်ဒီပြုတ်မှုမရှိဘဲနဲ့လည်းကျွန်တော်ကသတင်းကိုတော်တော်မပြောဘူးအဲကြောင့်မို့ကျွန်တော်သတင်းတွေအကြာပါလေနော်ကြာတယ်အတက်နိုင်ဆုံးမြင်အောင်လို့ကျွန်တော်စူးစမ်းပေးတယ်ဒီပြုတ်အခုဒီပြုတ်မှုနဲ့ကျွန်တော်စမယ်ဆိုရင်ဟင်္ဒရာခရိုင်နော်ဟင်္ဒရာမြို့နယ်ပေါ့ဗျာနော်ကျွန်တော်တို့ဒီ ARV တိုင်းဘက်ကိုကျွန်တော်ပြောအောင်ပေါ့ ARV တိုင်းဟင်္ဒရာမြို့နယ်မှာငဖားအုပ်စုဆိုတာရှိတယ်ငဖားအုပ်စုရွာနံမရွာနံမရငဖားအုပ်စုလေဒါပေမဲ့အဲငဖားအုပ်စုမှာရွာ900ရှိတယ်ဗျာသိလားရွာ900ရှိတယ် ဲ့တော့အဲ့ဒီရွာမှာအုတ်ချုပ်ရေမူကငဖားအုတ်စုရအုတ်ချုပ်ရေမူသူ့နာမည်ကပြည်ကျော်ဝင်းလို့ခေါ်တယ်နော်သူကဘယ်လိုခေါ်မလဲဆိုတော့သူကတော့အဲဘယ်လိုခေါ်မလဲအကြီးကဲဆိုတဲ့ခါကျတော့ခက်တီတီနေနိုင်နေမယ်သူမွေးထားတော့သူလူမိုက်ခေါ်ထားတဲ့ဒီယာယီမူတွေနော်ယာယီမူတွေဒါမှမဟုတ်ယာယီမူနဲ့အကက်တွေအကုန်လုံးကလုံနေတဲ့ပုံစံတွေဟာဘာနဲ့လာတယ်ဆိုတော့စစ်တပ်ကို မသိလို့ရှိရင်ဂျပန်တက်ကြီးလိုလိုမသိလို့ရှိရင်သိတယ်မလားတခါတကယ်ဟိုလူစိုးကြီးပုံစံမျိုးလောက်ထားတာကြီးတော့တွေ့ရတယ်အလုပ်ပုံကဒီလိုဗျစစ်မှုန်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရွာတွေမှာတဲ့ပိုက်ဆံကောက်ခံပါတယ်တဲ့နော်ရွာကြီးဆိုလို့ရှိရင်တရာကို300เนาะအဲချို့ရွာတွေဆိုရင်360အဲ့တော့စစ်မှုန်းကအိမ်မှာပေါ့ဗျာစစ်မှုန်းကေးလုခွင့်ရှိရတယ်ရှိရဒီလူတွေကလည်းမဖြစ်မနေပေးနေရမပေးဘူးလားဟဲ့ကောင်လေမပေးလို့ရှိရင်ငါရဲတဲ့ဖော်ခေါ်ခံလိုက်ရမလားမပေးလို့ရှိရင်ငါစစ်တပ်သွားခေါ်ခံသွားခေါ်ယူသွားခေါ်လိုက်ရမလား ဟာတကယ်လဲခေါ်တယ်ဆိုတကယ်လဲခေါ်တာရွာသားတွေကကြောက်တယ်အဲ့တော့စစ်မှုရန်ကိစ္စပဲခင်ဗျားတို့ဟိုကောက်တာပတ်စံဘယ်လောက်ရလဲတိတ်တရားပဲတိတ်တရားပဲကုန်မတ်လားဆိုတော့ဒါတွေလည်းမမင်းနဲ့မေးတဲ့ကောင်ခေါ်ဖမ်းလိုက်ရမလားအင်းအဲ့တော့ဟိုကလာတဲ့သူကကျင်ဆက်လက်သုံးတယ်လက်ထိုက်လက်သုံးတယ်လေဗျာနော်အဲ့တော့လုံတဲ့ပုံစံလူမိုက်ဆန်နဲ့မိုက်ကြီးခွဲတယ်အဲ့တော့နောက်တစ်ခုကသူတို့ဒီစစ်မှုရန်ရောက်သွားတဲ့သူကလည်း တယောက်ကတော့3.50ပဲ။အဲ3.50တော့မှ3ချိန်ခွဲပေးတယ်လေ။3.50ဆိုတဲ့ခါကျတော့တယောက်သိန်းပြာကောက်ထားတာပြထားပါတော့။အကျန်တဲ့3.50ကဘယ်ရောက်သွားလဲ။ဆနသူလူမိုက်ငါးတဲ့သူတွေကိုပေးနေရသလား။လူမိုက်တွေကလည်းအခုကချင်းချောက်မှုတွေများလာတယ်။များလာတဲ့ခါကျတော့ပြည်သူတွေကိုဘာပြောလဲဆိုတော့မမေးနဲ့ဘလောက်ရလဲမမေးနဲ့။အဲနောက်တစ်ခုကမဲနိုင်တယ်ဆိုတာမဲလည်းမနိုင်နဲ့မဲတော့နိုင်မှခံတော့ဦးကြ။ဟုတ်ပြီ။ကျွန်တော်ကျမတို့ရိုးရိုးသားသားမဲနိုင်ပါလို့မယ်ဆိုရင်တော့မှပဲ။ မဲနိုင်မခံတော့ဘူးဟာအတာကလည်းတမောက်ပြန်တိလားအေးရုပ်ရုပ်မလို့နဲ့ငါရဲသွားခေါ်လာမှာတကယ်လည်းခေါ်လာတယ်စစ်တပ်သွားခေါ်တကယ်လည်းခေါ်လာတယ်နော်အချို့ဆိုမိမမှာသွားပြေးအိတ်နေတဲ့ပုံစံလေးရှိတယ်နော်အဲအားလုံးပဲဒါကတော့ပြောင်းပြီးတကောင်ကနေသူ့ဘာလုတ်တဲ့စစ်မှုထမ်းဥပဒေမှာလက်ရှိချင်းမှာဖြစ်နေတာတော်တော်ဆိုးရွားနေတဲ့အနေအထားကိုဟိုပေါ်ပြောရတယ်ဖြစ်ပါတယ်ဒီဘာပြောမြန်မာနိုင်ငံမှာပြည်သူတွေအားလုံးဟာဒီကိုယ်တွေတို့မြောက်ခုလူခံစားနေရဖြစ်ပါတယ်အော်တည့်ရတဲ့ထောက်ခနဲ့ဘောမာတွေပိုးပြီးများတဲ့ကောင်တွေပါအဲကြောင့်ဒီကောင်တွေကိုတော့ online ကလည်းဖြစ်တော်လိုင်းပြီးကလည်းဖြစ်လုံးဝကိုရှင်းလင်းပေးရမယ်ခွန်ပါတယ်